ဆက်လက်ပြီးတော့နိုင်ငံတော်အကူအညီရရှိတဲ့အခြေအနေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လက်ရှိမှာအသက်ရှင်ကျန်ရစ်နေသူတွေကိုကယ်ဆယ်နိုင်မှုကအဓိကဦးစားပေးဖြစ်ပါတယ်။မြန်မာပြည်ကစေတနာဝန်ထမ်းပရိဒအဖွဲ့တွေဟာရှိတဲ့အင်အားနဲ့အစွမ်းကုန်ကြိုးပမ်းနေကြသလိုနိုင်ငံတကာကကယ်ဆယ်အဖွဲ့တွေပါဝင်ကူညီမှုကလည်းတော်တော်အရေးပါပါတယ်။ဒါပြင်အထောက်ပံ့တွေကိုပံ့ပိုးမှုတွေလိုအပ်သူတွေလက်ထဲကိုရောက်ဖို့ကလည်းအရန်အရေးကြီးနေပါတယ်။ဒီဇိုင်းအချက်ချင်းနေလာကြနေအတင်းကတော့အရေးပေါ်အကူအညီနဲ့ပြန်လဲထူထောင်ရေးအတွက် Swift France တန်းတရာဒေါ်လာ133တန်းရမုံငွေတောင်းထားပါတယ်ကုလသမဂ္ဂကတော့လက်ရှိမှာအရေးပေါ်ပံ့ပိုးမှုအနေနဲ့ဒေါ်လာ5တန်းပေးထားပါတယ်ကမ္ဘာ့ကျန်းမာရေးဖွဲ့ WHO ကတော့ဒေါ်လာ8တန်းအကူအညီတောင်းခံထားပြီးတော့လက်ရှိပြည်တွင်းစစ်ဖြစ်နေတဲ့အခြေအနေမှာငလျင်နံကြောင့်ကျန်းမာရေးအခြေအနေဟာအများကြီးစိုးရိမ်ရတယ်လို့ထုတ်ပြန်ထားပါတယ်ထိုင်းနိုင်ငံကတော့ဤပညာရှင်ကျွမ်းကျင်တဲ့ကယ်ဆယ်ရေးလှုပ်သား56ဦးခွေး6កောင်နဲ့ရန်နေရာကြီးတွေပို့ပေးထားတယ်လို့ဆိုပါတယ် ရုတ်နိုင်ငံကတော့ကယ်ဆယ်ရေးသမား82ဦးနဲ့အရေးပေါ်အကူအညီယွမ်တန်းတရာဒေါ်လာ14သန်းတိပေးသွားမယ်လို့ကြေညာထားပါတယ်။အိန္ဒိယနိုင်ငံကတော့ဆေးဝါးနဲ့အကူအညီတန်130အထိပေးပို့သွားမယ်လို့ကြေညာထားပါတယ်။ဒါ့အပြင်မြေပြင်ယာယီဆေးရုံတစ်ခုပါအိန္ဒိယတက်မတော်ကလာရောက်ပြီးတော့တိဆောက်ကူညီပေးမယ်လို့လည်းစီစဉ်ထားတာရှိပါတယ်။အမေရိကန်ကတော့ဒေါ်လာ2သန်းအကူအညီပေးမယ်လို့ခဏခုကြေညာထားတာရှိပါတယ်။ဒါပေမဲ့ USA အဖွဲ့ကို ဖြတ်သိမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ပတ်မှုပိုင်းမှာနှောင့်နှေးနေတာတွေ့ရပါတယ်။မလေးရှားနိုင်ငံကတော့ကူညီကယ်ဆယ်ရေးအဖွဲ့သား90နဲ့အရေးပေါ်ကူညီဒေါ်လာ1.2တန်းကူညီပေးမယ်လို့ကြေညာထားပါတယ်။ဒါနောက်ဆုံးရရှိတဲ့သတင်းတွေကိုစုစည်းပြီးတော့တင်ပြထားတာဖြစ်ပါတယ်။